ီနေ့ရောအလိုင်းပေါ်မှာဟော့နေတဲ့ဒီကလေးမလေးပေါ့နော်သူဟို20 2000ပွန်လို့ကလေးမလေးတော့တည်တယ်ပေါ့နော်ဟိုပြည့်စုံတဲ့တိုင်ပိုင်းနဲ့ဖြစ်နိုင်တယ်ပေါ့နော်သူကလောကနေပြန်လာပြီးတော့မှဒီကောင်လေးနဲ့ပြန်လာတက်ပြီးတော့ခီးဆောင်အိတ်ဒီနဲ့တဲ့ဒီဖြစ်နိုင်တာတော့အဲ့လိုတိတ်ချောင်းကြံတာဖြစ်နိုင်တယ်ဖြစ်နိုင်တယ်ကျွန်တော်ကတော့ဒါဘာလို့သိရလဲဆိုတော့ဒီမိမာရဲ့သဘောကွာ မိမတွေရဲ့သဘောကသူကအဲ့လိုမျိုးသူကအဲ့ဒီချိန်မှာသူကစိတ်အနောက်ရှက်ဖြစ်လာရင်အဲ့လိုပဲမစင်းစားတော့ဘူးသူကဝုံတိုင်းဆိုလုတ်ပြစ်တာအေးအဲ့လို main ကလေးတွေကအဲ့ဒါကိုပြင်ရမယ်ကျွန်တော်ကအဲ့ဒါကိုကျွန်တော်ပြောတဲ့အဓိပ္ပာယ်ကကျွန်တော်မြင်သမီးလည်းအဲ့လိုပဲစိတ်တူရင်အဲ့လိုကားပေါ်ကားမောင်းရင်လည်းဒုံတိုင်းဆိုသူကကားတကားဖွင့်ပြီးခုံစင်းတာအဲ့လိုတွေလုတ်တာဟိုအဲ့ဒါပြပြတာပေါ့နော် main ကလေးတွေရဲ့စိတ်ရဲ့သဘောကဘာမှမဟုတ်ဘာကြောင်မှမဟုတ်စိတ်တော်လေးတစ်ခုလေးနဲ့ဘဝတစ်ခုလုံးကိုပေးဆက်လိုက်ရတယ်ဆိုတာဒါမဖြစ်သင့်ဘူးကွာနော် သူဒီကားတိုက်ခံတယ်ဆိုတော့ဒါဖြစ်နိုင်ရည်ရှိတယ်ပေါ့နော်သူဒီဒီဖြစ်နိုင်ရည်ရှိတယ်မှာပါတယ်ပေါ့နော်ဘာလို့ဆိုတော့ तू ကခင်းဆောင်အီဒီယိုဘာလို့ရှိရဲဆိုတော့ဒါကတသက်မဲ့ကို तू ကစိတ်စိတ်စိတ်ကလေးတစ်ချက်လေးအေးစိတ်နောက်လိုက်လိုက်တယ်သူမှားသွားတယ်ပေါ့နော်ကျွန်တော်ကြားဖို့ပါလေကျွန်တော်ကျွန်တော်စိတ်ကူးတဲ့တန်းချောင်းလုံးမှာအဲ့လိုမျိုးခေါမလေးနေတော့ရီးစားနဲ့ရန်ဖြစ်ပြီးတော့ဆိုင်ငယ်ဘောင်းနဲ့ခုံစင်းချရနေပြီးတော့ခေါင်းကနေပြီးတော့အဲ့လိုသွေးယိုသွားတာကတော့လေးဖြတ်သွားတာကတော့ကျွန်တော်တို့အများကြီးကြုံမှုတယ်အဲ့တော့ ဘာလို့မှလဲကျွန်တော်ပြောတာဒီဘွားမင်းကလေးနဲ့ယောက်ျားလေးနဲ့မတူဘူးယောက်ျားလေးတွေရဲ့ခံစားချက်ကြတော့သူကဘာမှမဟုတ်ယောက်ျားဆိုယောက်ျားဆိုတဲ့အိမ်ကသူကဘာမှမဟုတ်ပြီးပြီးသွားပြီသူစိတ်တူလို့ခဏပဲပြီးသွားပြီနောက်ချိန်ဘာမှကောင်းနေမရှိမင်းကလေးလည်းအဲ့ဒါကိုခံစားလိုက်ပြီး feed တက်တက်ပြီးတော့အဲ့တော့ဘဝမှာပြတ်သွားတဲ့အဆင့်ထိလောက်တာတွေချို့မင်းကလေးရရှိတယ်။နော် emotion ရမ်းများတယ်။နော်ဒါဒါတွေလက်လက်တွေကိုဖြတ်ထားတာ။နော်တိတိတိလက်မှာအရာတွေလာပြီ။ ဒီခါမျိုးတွေစိုက်ကိုပတ်တွေလေဒီဒီတကယ်ကိုစိုက်ကိုပတ်တွေပေါ့နော်အဲ့လိုမျိုးတွေထက်လဲကြားလာအောင်မယ်နော်ထက်လဲဟိုမမဖြစ်တင်တာတွေကြားလာလိမ့်မယ်ဗျတေးကြတယ်တေးကြတယ်ကိုကိုတက်သေးတာတွေနော်ခုံချတာတွေနော်အချစ်တွက်နဲ့ဒါအချစ်ဆိုတာမဟုတ်ဘူးဘာမဟုတ်တက်သိတာပေါ့ကျွန်တော်တို့ကဒီတက်ရလာတဲ့ခါကျအချစ်ဆိုတာအထက်တန်ရုံးစဉ်နော်မိသားစုနော်မြစ်တာအဲ့ဒါလေးတံမိုးထားလာတယ်ဘာမဟုတ်ဘူးနော်မင်း 30ကျော်လိုက်သီးလိမ့်မယ်ဘာမှမဟုတ်ဘူးအချက်ဆိုအလကားပဲအချက်ဆိုဘာမှမဟုတ်ဘူးအချက်ဆိုမရှိဘူးတကယ်ကြတော့မေတ္တာတရားပဲကျောင်းတော့မေတ္တာတရားမယ်ဟိုယူနေတဲ့အချိန်အဲ့ဒါသွေးကြွနေတဲ့အချိန်သိရမလားအဟုတ်ကြီးထင်းနေတာနော်အဲ့လောက်ကြီးမလောက်ကြနဲ့မယူဖို့ပဲကျွန်တော်ပြောချင်တာပေါ့နော်ဟိုဒါပြောမှဆိုမှရှိလေညီငယ်တွေညီတို့မင်းတို့အသက်အရွယ်တခုရောက်လာမှသိလိမ့်မယ်လူကြီးစကားနားထောင်ပါနော်လူကြီးစကားနားထောင်ပါနော်မိဘစကားနားထောင်ကွာနော်မိဘအသင့်တော်တဲ့ဟာနဲ့ပေးစားရင်ယူလိုက်ကွာနော် feeling တော့မလိုက်နဲ့เนาะโอเค